ူကမသေးဘူးဆိုရင်လက်နဲ့ခလောက်ကလေးကိုဆွဲလိုက်တူတော်မင်္ဂလာပါဟုတ်မင်္ဂလာပါခင်ဗျာဒါဆိုရင်တူတော်တစ်စီကပထမအဆုံးကိုယ့်အတွက်ရုပ်ရှင်ကားကြီးလာဘယ်လိုပြောမလဲဟုတ်โอเคဒါကျွန်တော်ရဲ့ဟိုယုံမာတင်တာပထမဆုံးရုပ်ရှင်ကားကြီးပါဟုတ် ကျွန်တော်ရိုက်ထားတာတော့ပထမဆုံးရုပ်ရှင်ကားကြီးတော့မဟုတ်ပါဘူးဟုတ်ကဲ့ဒီကမှဇာတ်ရုပ်ကိုဘာဖြစ်လို့လက်ခံလိုက်တယ်ပြောပြဟောဆရာကိုယုံကြည်လို့ပါဆရာဦးမျိုးမင်းကိုယုံကြည်လို့ပါဟုတ်ဆရာဦးမျိုးမင်းကအကူကိုဘယ်လောက်ကြီးမိတော်မြှောက်ပေးခဲ့လဲဇာတ်အတွက်ဘယ်လောက်တစ္ဆာရှိခဲ့တယ်ပြောပြဆရာကလားဆရာကဇက်ဘော်တစ္ဆာရှိတယ်ဆိုတာဆရာကဇက်တစ်ခုလုံးကိုဆရာကိုယ်တိုင်ကတည်ပြီးသားဖြစ်တယ်အဲကျွန်တော်တို့အနေနဲ့လည်းကျွန်တော်ဒီဒါအမှုပညာကိုစပြီးတော့ဒီရုပ်ရှင်အတွက်ဆိုတာပထမဆုံးကားလေးဖြစ်တဲ့အတွက် ဆရာကဒီနေရာကိုကောင်းတယ်လို့စီမံထားလို့ထင်ထားတဲ့အရင်းအားတစ်ခုကိုကျွန်တော်အနေနဲ့ကဆရာကိုယုံကြည်မှုတစ်ခုတည်းနဲ့ကျွန်တော်ဆရာခိုင်းတဲ့နေရာကိုတခြားလေးလုပ်ခဲ့တာပါပြန်ကြည့်လိုက်တော့ဘလို့ခံစားရလဲကိုတစ္ဆာလုံးရောကိုနေရာရောတန်တဲ့လူတွေတော်တော်ပါနော်။အရာအားလုံးဟိုပြီးပြည့်စုံတယ်လို့ခံစားပါတယ်။ဘာလို့လဲဆိုတော့ဒီဇက်ကလည်းဒီအရာအားလုံးကိုအားလုံးခြုံကြည့်မှဟိုတစ်ခုတည်းဖြစ်တဲ့အရာတစ်ခုဖြစ်နေလို့ပါ။ ်ဟောဒီမှာဆိုရင်ပေါ့နော်ဟောသူတို့မတည့်ပြသူဆောင်သွားတယ်ကိုကိုနိုင်လို့ရောအာပြီးတော့ခေါင်းကြီးကလောကပြသူဆောင်သွားတယ်ချမ်းသာကြည့်ဆိုတော့သူတို့ဟာလေးတွေကိုဘလိုလေးသဘောကျကျင်နာတယ်ဟုတ်ကြဒါကကျတော့ကျွန်တော်ရဲ့ senior ကြီးတွေဖြစ်တဲ့အတွက်သူတို့စောကြီးတွေကသဘောလဲကြပြီးသားအားလဲကြပြီးသားအဲ့အတွက်ဟိုကျွန်တော်တို့အနေနဲ့ကဟိုဝေဖန်အကြံပြုဖို့ဆိုတာထက်အားကြရနေတဲ့ဘက်ကပဲရှိပါတယ်ဟုတ် ဟိုဒီကားနဲ့ပတ်သက်အပတ်တရလေးဘာလို့ရှိနေမလဲဟိုအတွေ့အကြုံအနေနဲ့ကတော့စကားလုံးကတော့ကျွန်တော်တို့အတွက်တကယ်ကိုအတွေ့အကြုံကောင်းနေပါပဲနောက်တစ်ခုမှတ်မှတ်ရရအနေနဲ့ဆိုရင်ကျွန်တော်တို့အဲ့ရိုက်ခဲ့တဲ့အကြောင်းကြီးကအခုမရှိတော့ပါဘူးလုံအောင်မရှိတော့ပါဘူးမီးလောင်သွားတာဒီကြောင်းကြီးနဲ့ live ဖက်နေမှုကဘယ်လိုလေးပြောမှာဒီဆက်နေတာကန်တရားပေါ့ကန်တရားကျွန်တော်တို့ကအဲ့ဒီကိုသွားပြီးအဲ့ကြောင်းကြီးကိုရိုက်မယ်ဆိုပြီးတော့တေရှာရှိနေတဲ့နေရာကြီးကိုတိလို့သွားပြီးရိုက်ခဲ့တာမဟုတ်ဘူးရှာရင်းနဲ့တွေ့ခဲ့တယ်ရိုက်ခဲ့တယ်အခု ဒီကားယုံမတင်သေးခင်မှာပဲအဲအကြောင်းကြီးကအပြင်မှာတကယ်မီးလောင်သွားခဲ့တယ်ဟုတ်အဲ့တော့အဲအကြောင်းကြီးကိုမြင်နေတယ်ဆိုရင်ဒီကားထဲမှာပဲရှိပါတော့တယ်ဟုတ်အဲ့ချစ်ချစ်နဲ့ဆိုတာနှစ်ယောက်ကမင်းလေးကြီးကျန်လာဟုတ်ဟုတ်အဲဟိုကအဲဟိုကအဲ့ဒီမှာဟိုဘာလို့ဆိုကြောက်လဲကြောက်နေရတယ်ဟုတ်ခမင်းတော့ကလည်းပါသေးတယ်နောက်ပြီးတော့ဒီ cloud တန်တွေကလည်းကြားရပြီလဲဆိုတော့ဟုတ်အဲအဲ့ဒီမှာဆိုရင် cloud တန်ကြတာကတော့အကြောက်တရားကဒီကုနာထမင်းစားတဲ့အချိန်တုန်းကရွာသူတွေလင်မယားကနေပြောလိုက်တဲ့အတွက်အကြောက်တရားကတက်တက် ဒါပေမဲ့တငငချင်းတွေဘိုက်စာနေတဲ့အတွက်ဒီဟာကိုယူလာတဲ့ဟိုတန်ရောစင်ရတက်တက်တကယ်ချက်ပြီဆိုတဲ့အခါကျရင်ဒီဟိုတမင်းတုတ်ကိုလည်းချက်ပြဖို့မထားခဲ့ရဘူးပေါ့နော်။ဟိုမှာစာနေတဲ့သူတွေရှိရဆိုတဲ့တန်ရောစင်ရတက်တက်ငါအဲ့လိုမျိုးတွေပေါ့။တခြားလေးတော့ဟိုခွဲလောက်ရတော့ပေါ့။ဒီစကားနဲ့ပတ်သက်ပြတော့ဘာလို့ပြောနေတာရှိလဲ။အဲဒီစကားနဲ့ပတ်သက်ပြီးပြောနေတာကတော့ကျွန်တော်တို့ဒီစကားက ကြည့်ရင်အကျိုးမရုပ်တဲ့ကားပါ။ဘာကြောင့်အကျိုးမရုပ်တာလဲဆိုတော့ဒီဇက်ကားကိုကြည့်မဲ့ရတာကတက်တက်ပေးလိုက်မယ်။အဲ့ဇက်ကားကကြည့်တာကတော့တက်တက်။ဒါပေမဲ့အဲ့ဇက်ကားကိုကြည့်ဖို့အတွက်ဒီခုံလက်မှတ်တွေဝယ်တဲ့အခါမှာအဲ့လက်မှတ်တွေဝယ်သမျှဝယ်သမျှအရာအလုံးရဲ့အမြင့်အစွန်းတရားယာကိုင်းနှုံးလုံးကိုဒီငလင်ဟိုတင့်ဒေတာတွေအားလုံးကိုလိုအပ်တဲ့နေရာမှာလှူသွားမှာဖြစ်တဲ့အတွက်ဟိုဘယ်လိုလဲ စကားကိုကြည်ရတဲ့ရတာလည်းရမယ်နောက်ပြီးတော့အလှလည်းလှဝင်ရမယ်ဆိုတော့ဟာဒါကျွန်တော်တို့ဒီကားရဲ့ထူးခြားချက်ပေါ့ဟုတ်ကဲ့ဒီမှာဒီနေ့အမေရောဖေရောလာပြီးတော့အားပေးတယ်ဆိုတော့အိမ်ခံစားချက်လေးရောအမေနဲ့ဖေနဲ့လည်းဒါပထမဆုံးဟိုဟာကြုံမှုတာပေါ့နော်ပိတ်ကားပြင်ကြီးမှာကျွန်တော်ကိုမြင်မှုတာကျွန်တော်အတွက်လည်းဒါပထမဆုံးပိတ်ကားပြင်ကြီးမှာကျွန်တော်ကိုကျွန်တော်ပြန်မြင်ရတာပါဟုတ်အဲ့ဒီတော့အဖေနဲ့အမေကကျွန်တော်ဘွားဖြစ်တဲ့အတွက်ကျွန်တော်ဒီကိုခေါ်လာတာပါပေါ့ 对 <哇 S 1> 吧？